2014ခုနှစ်ဒီဇင်ဘာလ29ရက်နေ့မှာတရုတ်တန်ရုံရှိဆန္ဒပြမှုမှာပါဝင်တယ်လို့ဆိုကဒေါက်တာမြတ်နုခိုင်ကိုတကုံမြို့နယ်တရားရုံမှာပုံမှန်၄ခုနဲ့တရားစွဲဆိုခဲ့ပါတယ်။အဲ့ပုံမှန်တွေကတော့ပုံမှန်33ပုံမှန်78ပုံမှန်55ခါနဲ့ပုံမှန်14ခုလို့ပဲဖြစ်ပါတယ်။ဒီနေ့မက်စလာ31ရက်နေ့မှာတော့အဲ့ဒီစွဲဆိုရတဲ့ပုံမှန်၄ခုနဲ့ပတ်သက်ပြီးတကုံမြို့နယ်တရားရုံမှာအမိန့်ချမှတ်ခဲ့ပါတယ်။ပုံမှန်78ပုံမှန်55ခါပုံမှန်33တို့ကိုစစ်ဆေးရရင်ပြစ်မှုကျူးလွန်ညမှာပေါ်ပေါက်တာကြောင့်အပြီးသက်လွတ်ပေးခဲ့ပြီးပုံမှန်149တို့တကုံမြို့နယ်တရားရုံကဒေါက်တာမြတ်နုခိုင်ကိုအလုံးနဲ့ထောင်နဲ့တစ်နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ တရုတ်တံခီဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ဒေါက်တာမြန်နုခိုင်ကိုတကုံမျိုးနယ်တရားရုံးမှာပုံမှန်၄ခုနဲ့တရားစွဲဆိုထားမှုများကိုမတ်လ30ရက်နေ့မှာအမိန့်ချမှတ်ခဲ့ပါတယ်။ဒေါက်တာမြန်နုခိုင်ကိုတရားစွဲဆိုထားတဲ့ပုံမှန်တွေကတော့ပုံမှန်55ခါခွေပုံမှန်353ပုံမှန်149နဲ့ပုံမှန်78စတဲ့ပုံမှန်၄ခုနဲ့တရားစွဲဆိုခဲ့တာဖြစ်ပြီးမတ်လ30ရက်နေ့မှာတော့အဲ့ပုံမှန်အားလုံးအတွက်အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။ အမိန့်ချမှတ်ရမှာတော့ပုံမှန်55ခါဝေးပုံမှန်353ပုံမှန်78တို့ဟာစစ်ဆေးရမှာပေါ်ပေါက်ချင်းမရှိတာကြောင့်ဒဂုံမျိုးနယ်တရားသူကြီးကအပြည့်ပြတ်လွတ်ပေးခဲ့ပြီးပုံမှန်149ကတော့ကျူးလွန်ကြောင်စစ်ဆေးပေါ်ပေါက်တယ်လို့ဆိုကဒေါက်တာမြတ်နုခိုင်ကိုအလုံးနဲ့ထောင်နဲ့တစ်နှစ်ကြားခံစီဖို့အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်အပြည့်မရှိတဲ့သူတယောက်လို့ခံယူထားတာကြောင့်အမိန့်ချမှတ်တာကိုကျေနပ်မှုမရှိဘူးလို့ဒေါက်တာမြတ်နုခိုင်ကသူ့ရဲ့တဘောတာကိုအခုလိုပြောပါတယ်ပုံမှန်78ကတော့အန်ဒီယာလွတ်တယ်ပေါ့လူစုလူဝေးနဲ့အန်ဒီယာမတွားခဲ့ဘူးပေါ့နော် ဟိုပါပေါ့905ခါလဲအန်ဒီလွတ်တယ်အန်ဒီပုံမှန်149နဲ့တစ်နှစ်ကြာတယ်ပေါ့လုံးရင်ဆန်ခတ်တော့မဖြစ်ဘူးဆိုတော့353နဲ့လွတ်ပါတယ်တစ်နှစ်ဆိုတော့အန်ဒီနေသား9လကွဲတော့ရသွားပြီလေကျန်တာပဲအန်ဒီဆက်ပြီးတော့အပြစ်တန်းခံအန်ဒီလာအများကြီးနဲ့နာတယ်လေဒါ905နဲ့ဆွဲထားတော့အန်တီအသက်ရွယ်ရာပေးတဲ့နဲ့အာမခံလဲအန်ဒီမရဘူးလေထောင်ထဲမှာဒီကျမကြီးမကောင်းမနေနေရတယ်ပေါ့တကယ်တမ်းကျတော့အန်ဒီက149ကိုလည်းမကျွလွန်ပါဘူး 149ဆိုတာဝတ္တရားနှောက်ရက်တာလေအန်ဒီဝတ္တရားနှောက်ရက်မှုကိုဘာမှမလုပ်ခဲ့ဘူးလေရဲရဲဝတ္တရားနှောက်ရက်မှုကိုမလုပ်ခဲ့ဘူးပေါ့ဆိုလိုတာအန်ဒီကဘာသာပဲဝင်ပြန်တာလူအုပ်ကိုလေနော်ဟိုမပြောက်ပြင်မဲ့လဲဒါချလို့မရလို့နာချရဲဆိုတဲ့သဘောမျိုးလောက်တော့ရှိတာပေါ့ဒါရဲ့အဲ့ဒီအတွက်အန်ဒီအပြစ်ဒဏ်ကြရတယ်ပေါ့ လက်ဘလောင်းဒေတာကဒေါခင်ဝင်းတနက်နေ့ပြစ်ခံရလို့တည်ဆုံးလာတဲ့ပတ်သက်ပြီး2014ခုနှစ်ဒီဇင်ဘာလ29ရက်နေ့မှာတရုတ်တန်ယုံရှိမှဆန္ဒပြခဲ့ရမှာဒေါက်တာမြန်းနုခိုင်ပါဝင်လာကြောင့်တကုံမျိုးနဲ့တရားရုံးမှာစစ်ဆေးခဲ့ပြီးတရားလိုပြတ်သက်တဲ့9ဦးနဲ့တရားခံပြတ်သက်တဲ့9ဦးကိုစစ်ဆေးပြီးနောက်အခုလိုအမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။